ကချင်ပြည်နယ်ဝိုင်းမော်မြို့နယ်စံကားကျေးရွာမျိုးစင်ငပြောလှုပ်ကွက်မှာယမနီနိုဝင်ဘာလ18ရက်နေ့နီးလေပိုင်းချိန်ကငပြောပင်များရေတွင်းရန်တူပေါ်ထားတဲ့ရေကန်တွင်းတို့အမျိုးသမီးတူပြုတ်ကြကရေနစ်တည်ဆုံခဲ့တယ်လို့ဒေသခံများထံမှသိရပါတယ်။အဆိုပါအမျိုးသမီးငယ်မှာငပြောချံလှုပ်သားတူဖြစ်ပြီးငပြောပင်များရေတွင်းရန်တူထားတဲ့အလျားပေ40ခန်းရှိတဲ့ရေကန်တွင်းတို့ပြုတ်ကြတည်ဆုံနေသည်ကိုမြင်တွေ့ခဲ့ကြောင်းအနီးနားရှိဒေသခံတူကပြောပါတယ်။အဲ မင်းကလေးကဒီမာနေနေတဲ့ငပြောချံမိသားစုတွေထဲကဟုတ်တယ်သူလဲလှုပ်သားပဲညတွေကပြုတ်ကြပြီးတည်ဆုံနေတယ်လို့ခံမှန်ရတယ်မနေ့မှပဲခြံလှုပ်သားတွေကတွေ့ခဲ့တာအလောင်းမူတော့ဆေးရုံကြီးကိုပို့ဆောင်လိုက်တယ်လို့သူကဆိုပါတယ်တည်ဆုံသူအမျိုးသမီးငယ်မအသက်16နှစ်အရွယ်မတ်တက်ဝင်းဆိုသူဖြစ်ကောင်ရုပ်အလောင်းကိုမျက်မှုစေတနာလူမှုကူညီရေးအသင်းမှဝိုင်းမော်မျိုးနယ်ဆေးရုံတို့ပို့ဆောင်ထားတယ်လို့လည်းသိရပါတယ်